မကွေးတိုင်းဒေသကြီးရှိတရက်ရေနံမြေပေါ်မှာရေနံထွက်နှုန်းကောင်းတဲ့မော်တဲတစ်ခုထပ်မံတွေ့ရှိခဲ့တယ်လို့ရေနံမော်လုံသားတွေထံကသတင်းရရှိပါရယ်ထပ်မံတွေ့ရှိတဲ့ရေနံမော်တဲဟာငကူအန်ရွာအနီးမှာတည်ရှိပြီးအဲဒီရေနံမော်ကိုဗရောက်ပင်ရေနံမော်မှာရေနံတူးတူတွေပြောင်းရွှေ့လောက်ကင်လျက်ရှိနေကြပါရယ်အရင်ကတနေ့ကိုရေနံတွင်းသတင်းမှာရေနံစိမ့်ပေပါ30ဒီထွက်ရှိတဲ့ဗရောက်ပင်ရေနံမော်ဟာတနစ်ကျော်ကာလာတွင်းမှာရေနံတူးတူတွေများပြားလာတာကြောင့်ရေနံထွက်နှုန်းကျဆင်းခဲ့ရပါရယ်လက်ရှိရေနံတွင်းသတင်းကို ရှစ်ရက်ကြာမှပေပါတစ်လုံးသာထွက်နှုန်းရှိတယ်လို့လည်းသိရပါဗါအသစ်တွေ့ရှိရဲ့ရေနံပေါ်မှာတော့တနေ့ကိုကြံတွင်းတနေ့မှာ15ပေပါလောက်အထိထွက်နှုန်းရှိပြီးတတွင်းကိုပေ960ကျော်တူရပြီးရေနံပေါ်လုပ်ငန်းရှင်2ဦး3ဦးခန့်ရှိတယ်လို့ဒေသခံရေနံတူတူတူကပြောပါဗါစူဝင်းကြီးရာကနေရေနံလာကတ်သူမျိုးသမီးတူကတော့ငကူအိုင်ရေနံပေါ်ပေါ်ရာတိတ်မကြသေးပဲရေနံပေါ်တွေမှာရေနံတူတူတွေဟာစီကတ်မရှိကြသလိုသက်ဆိုင်ရာကလည်းမတင်းကျပ်ဘူးလို့ပြောပါဗါ ဲဒါကြောင့်မနစ်ကမကြမကြမီးလောင်မှုတွေဖြစ်ခဲ့ရပြီးရခိုင်နစ်ကဗရောက်ပင်ရေနံပေါ်မှာမီးလောင်မှုအကျိန်200ကျော်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။လက်ရှိထပ်မံတွေ့ရှိတဲ့ငကူအိုင်ရေနံပေါ်မှာလည်းမီးလောင်မှုတွေဖြစ်ပွားမှာကိုမှော်နေနီးစပ်ရာကြေးရွာချို့ကစိုးရင်လျက်ရှိတယ်လို့သိရပါဗျ။